ကလောကပြံပွဲကြောင့်တည်ကောင်းစရာများအားလုံးဝမင်္ဂလာပါဂျူလီယန်နိုင်မှကြိုဆိုလိုက်ပါတယ်မကြမီချိန်ကာလအတွင်းကလောကပြံပွဲကြီးစတင်တော့မှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့ဒီပြံပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုညွှန်ဝေပေးလိုက်ရပါတယ်ဖီဘာဘောလုံးပွဲကြောင့်တနည်းတစ်ချင်ကျင်းပနေတဲ့ကမ္ဘာကလပ်ဖလားကိုနိုင်ငံအသင်းတွေလိုမျိုး၄နှစ်တချင်ပြောင်းလဲကျင်းပဖို့ဆုံးဖြတ်ရတာကနေကလောကပြံပွဲကြီးဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်ဒီပြံပွဲကိုကမ္ဘာဖလားကျင်းပရမယ့်အင်ရှင်ရပဲတာဝန်ယူကျင်းပဝင်ရမှာဖြစ်ပါတယ် ဒါကြောင့်လက်ရှိပြည်မအုပ်စု2025 Club World Cup ပြိုင်ပွဲကိုအမေရိကန်နိုင်ငံကအင်ရှင်ဖြစ်ကျင်းပခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ဒါပြင် FIFA ကရခင်ပြိုင်ပွဲလိုမျိုးမဟုတ်ပဲဒီပြိုင်ပွဲကိုအသင်းရဲ့အတွက်တိုးမြင့်ပြီးကျင်းပဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဥရောပမှာဆန်တဲ့တောင်အမေရိကမှာ6တင်းအရှာအာဖရိကမြောက်အမေရိကတို့မှာ၄တင်းစီသမုဒ္ဒရာတိုင်းဆုံးမှာအတင်းတင်းအင်ရှင်ကိုစားပြုနေတဲ့အတင်းတင်းစုစုပေါင်း32တင်းတတိပေါင်းဝင်ရှင်မြန်ကြမှာဖြစ်ပါတယ်။ဒါမဲ့ဂျွန်လာ15ရက်နေ့ မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲမှာတော့အဖွန်ပွဲစဉ်ဖြစ်အင်ရှင်မီယာမီအသင်းနဲ့အာဖရိကကိုစားပြုအဲအားလေးအသင်းတို့စတင်ရှင်းပြန်ကစားကြမှာပါနောက်ထပ်ဒီပြန်ပွဲကိုဆွေးဆောင်စီတာကတော့ချင်းမြင့်မဲ့စုချင်းွေပဲဖြစ်ပါတယ်ပြန်ဝဲဝင်အသင်းတွေကအ ਨੇ သောစုချင်းအဖြစ်ပေါင်၉000ဝန်းကျင်လောက်ကစတင်ရရှိကြမှာဖြစ်ပြီးဥရောပအသင်းကြီးတွေနေနဲ့ပုံမဆွဲရင်တော့ပေါင်သန်း30လောက်တော့ရရှိဖို့ရှိပါတယ်ပြန်ပွဲမှာချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့စုချင်းွေဟာတန်တရာကျော်လောက်ထိရရှိမှာဖြစ်တာကြောင့်မလောက်ဆရာပဲလို့ဆိုရမှာပါ နောက်ဆုံးအနေနဲ့ဒီပြိုင်ပွဲမှာပူဆွေးနိုင်တဲ့အသင်းအားလည်းလင်းနစ်ဂျာကွာကလပ်ချန်ပီယံဆိုတဲ့ပုံပုတ်ကိုဂျာစီမှာဝစ်ဆင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒီကလာရတာနဲ့လင်းနစ်တာလေးတိုက်ခွင့်ရမယ်ဆိုတာကတော့အသင်းပရိသတ်တွေရဲ့အကြိုက်လိုပဲဆိုရမှာပါ။ဘာဖြစ်ဖြစ်ဒီပြိုင်ပွဲဟာရခိုင်ကျင်းပခဲ့တဲ့ကွာကလပ်ဖလားတဲ့ပြန်ဆန်မှုကိုရှိပြီးအသင်းရဲ့အတွက်များများနဲ့ကြီးကောင်းမဲ့ပြိုင်ပွဲတစ်ခုဖြစ်လာမှာတော့အသေးချာပါပဲ။မြန်မာရဲ့စူဂျီကလည်းအသင်းကြီးတွေတက်စိတ်ဝင်စားစရာဖြစ်ခဲ့တာကြောင့် ကလဝကပ်ပြောင်းမွေးကြီးရဲ့ပထမဦးဆုံးချန်ပီယံဘယ်သင်းဖြစ်မလဲဆိုတာရင်ခုန်စစ်လို့ရှာဖွေစောင့်ကြည့်အပ်ပြရအောင်မှာဖြစ်ပါတယ်။ဂျူလီယန်နိုင်မာ 1H မဲ unit တွေကိုယုံကြည်စိတ်ချသောဝယ်ယူအပ်နိုင်ပါတယ်။ဂျူလီယန်နိုင်ရဲ့ TikTok profile မှာတင်ထားတဲ့ Telegram နဲ့ Viber address တွေမှာဆက်သွယ်ပြီး unit တွေဝယ်ယူအပ်နိုင်ပါကြောင်းသတင်းကောင်းပေးပါရစေခင်ဗျာ။